အရခတ်တော်ထင်းချုပ်ထားတဲ့ဘလဝမျိုးနေအပောင်းဝင်း35မျိုးနေစလုံးကိုစစ်ကောမရှင်က ရေးဝော့အခြေအနေဆက်ကျင်ညာထားပါတယ်စစ်ကောမရှင်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအော်တိုဝါလတ်31ရဲ့မနေ့ကထုတ်ပြန်တာပါအဲ့ဒီတိုင်းဒေသကြီးနဲ့ပြည်နယ်ကိုကူကမျိုးနေ63မျိုးနေကိုရေးဝော့အခြေအနေကျင်ညာခဲ့တာကိုနောက်ထပ်ရက်ပေါင်း60ဆက်တိုးလိုက်ပါတယ်အဲ့ဒီထဲမှာအရခတ်တော်ထင်းချုပ်ထားတဲ့ဘလဝမျိုးနေရှမ်းပြည်မျိုးနေပေါတော်မျိုးနေအောင်နာကျုံမျိုးနေရတိတော်မျိုးနေ ခေါ်မျိုးနေမောင်တော်မျိုးနေဘူးတိတော်မျိုးနေကြောက်တော်မျိုးနေမင်းပြမျိုးနေမြေပုံမျိုးနေမြောက်ဦးမျိုးနေတန်တွင်းမျိုးနေအမ်းမျိုးနေတောင်ကုန်းမျိုးနေပါပါတယ်အဲ့ဒီမျိုးနေ63မျိုးနေကိုပြည်ရဲဇူလန်လ31ရက်နေ့ကအရေးပေါ်အခြေအနေအဖြစ်ရပ်ပေါင်60ကြီးညာထားတာဖြစ်ပြီးရပ်ပေါင်60ထက်မှန်တက်တန်းတိုးလိုက်တာပါစစ်ကောင်မရှင်ဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်းတွေပြုလုပ်မှာဖြစ်ပြီးစစ်တွေကြောက်ဖြူမန်အောင်သုံးမြို့နယ်အပါအဝင်အရခတ်တော်ထိန်ချုပ်ထားတဲ့တန်တွေတောင်ကုတ်အန်ဂေါ်စားတဲ့လေးမျိုးနေမှာလည်းပြုလုပ်မယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ဒါပေမဲ့လမ်းမဲ2026ဇန်နဝါရီလပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်းနှစ်မှာတော့ရခိုင်မပါပါဘူး။စစ်ကော်မရှင်တဲပြစ်ခဲတိုက်ခိုက်လို့တုံးရမှာအယက်သား12ဦးတိစုံပြီး32ဦးဒဏ်ရာရတော့တယ်လို့အော်တိုဘလ32ရဲ့ဒီကြီးရခိုင်မျိုးသားအဖွဲ့ချုပ်ထုတ်ပြန်ပါတယ်။အဲဒါကြောင့် အရခဒေတာတွင်းနေမိဖပြည်သူတွေလည်းစစ်ကောမရှင်တက်ရဲ့လေချောင်းရေချောင်းလက်နက်ကြီးဒရုန်းတွေတိုက်ခိုက်မှုရင်ကိုအရင်ကတည်းကပုံမှန်တည်ထားကြဖို့စစ်ရဲ့တပည့်အပြေဝါညညရှင်မျိုးရေးရှိကြဖို့ရခိုင်မျိုးသားအဖွဲ့ချုပ်အထူးတတိပေးတိုက်တွန်းထားပါတယ်။